ထမင်းအောင်နဲ့ချက်ပတ်ချက်ပတ်နော်ချက်ပတ်မဟုတ်ဆဲနေရလဲမဟုတ်ဘူးနော်ထိုင်းကစားသမားနာမည်ကိုကချက်ပတ်အသက်ဆက်ခွန်ပွဲ90ကျော်တွေ့ကြုံရှိမယ်အရက်9ဘိတ်6ဝင်းကျင်ရှိတယ်အရင်တုန်းက AWC မှာဆော့ခဲ့တယ် Fate Fight မှာလည်းထိုးခဲ့ပူတယ်အခုကသူ့ရဲ့ပထမဆုံး1 Championship ပွဲပါထမင်းအောင်ကတော့1မှာ3ပွဲထိုး2ပွဲနိုင်2ပွဲရှုံးပါနောက်ဆုံးပွဲကလွန်ရင်ကျန်တဲ့2ပွဲကမရှုံးသင့်ဘဲနဲ့ရှုံးခဲ့တာပေါ့နော် သူ့ကိုပတ်ပြေးပြီးတော့အမတ်ယူသွားလို့အရှုံးပေးလိုက်ရတာမျိုးပါကက်ထားပါတော့နောက်ဆုံးပွဲမှာတွေ့ခဲ့ရတဲ့ Absa Lali Zaidi လောက်တော့အခုပြိုင်ဘက်ကမကြမ်း AWC ပွဲ၃ပွဲကျွန်တော်ပြန်ကြည့်ထားတယ် Fate Fight ကျွန်တော်၄ပွဲပြန်ကြည့်ထားတယ်ဆိုတော့၇ပွဲတိတိကျွန်တော်လေ့လာထားတယ်ပေါ့ Chicken Chan နဲ့ Clinch ပိုင်းကောင်းတာကလွယ်ရင်အဲ့လောက်ကြီးမဟုတ်ဘူးကောင်းတာသမားဖြစ်မယ်အကွာဝေးတစ်ခုကနေပဲအမြဲတမ်း sort တတ်တယ်လက်သီးကြောက်တယ်အထိုးမခံနိုင်ဘူးဈာအလောက်မရှိဘူးတထောင်လဲအဲ့လောက်ကြီးမဟုတ်ဘူးအတကြက်က Chicken Chan အောက်ခြေကန်ချက်တွေဘော်ဒီကန်ချက်တွေကောင်းတယ်ဇာယီတီကထုံမင်းအောင်ကိုအောက်ခြေဖြိုပြခဲ့ဘူးတယ်အဲ့တော့အခုထိုင်းကစားသမားကလည်းအောက်ခြေဖြိုကြည့်လိုက်မယ်အဲ့ဘက်ပိုင်းကိုပြင်ဆင်လာပါအကွာဝေးတစ်ခုကနေပဲထိန်းစောတတ်တဲ့သူမို့လို့ခြေကန်လို့ရတဲ့အကွာဝေးတစ်ခုမပေးပါနဲ့လိုက်ကပ်ပါကက်လို့လေတထောင်ကိုအရန်ကြောက်စရာမရှိဘူးရရဲသားလိုက်ကပ်ထိုး ဒူတိုက်ချက်က clinch မှာတုံးတက်တယ် clinch ကိုဝင်သွားရင် body chain ကပ်ပြီးတော့ကျိုးဝိုင်း down ထိတွန်းပလိုက်ဒါဆိုရင်ဒိုင်ကပြန်ပြီးတော့ခွဲပေးလိုက်မယ်အထိုးမခံနိုင်တဲ့ပြိုင်ဘက်ကြောက်တက်တဲ့သူမို့လို့တစ်ချက်ဆိုတစ်ချက်ကိုယ့်ရဲ့ထိုးချက်တွေက power အပြည့်ပနေပါစေ pressure အပြည့်လိုက်ပေးပါလိုက်ရင်တောက်လျှောက်လိုက်ပြီးပါ chain လိုက်ပြန်တယ်လိုက်မလုပ်ပါနဲ့တဲဝင်တဲ့အချိန်အမြင့် gadget တစ်ချက်တော့တတိထားပါဇိုင်းဒီကန်သွားတဲ့ကန်ချက်မျိုးပေါ့အဲ့လိုအချက်တော့တတိထားရမယ်ထုံးမရောင်ကလက်ကြတတ်တယ်လက်လုံးဝမကြပါနဲ့ပြီးတော့ပြိုင်ဘက်ကို ပြောင်ပြတာမျိုးတွေပါတယ်မလုတ်ပါနဲ့လုတ်ပြတဲ့အချိန်လက်ကျပြီးတော့သူကပြောင်ပြတတ်တာဆိုတော့ဒီကြောင်ကပွင့်တတ်တယ်ဆိုတော့ဒီဘွဲတစ်ဘွဲလုံးကတော့လက်ကိုရအောင်တင်ထားပါထုံးမင်းအောင်အတွက်ဒီဘွဲကစိတ်ကြိုက်ဂျန်စိတ်ကြိုက်လိုက်စိတ်ကြိုက်ဝင်လို့ရတဲ့ဘွဲပါဆိုတာကကိုရီးယားထုံးမင်းအောင်ကကောင်တာဘက်ကိုနည်းနည်းလေးပိုရောက်တယ်ဒီဘွဲကတော့ fighter ဆော့ပေးပါတတိပြန်ထားရမှာကကောင်တာ hacking နဲ့ clinch ပိုင်းပါခုနကကျွန်တော်ပြောပြသွားပါပြီအဲ့နှစ်ချက်ကို give side နိုင်ပြီးတော့ pressure ပေးပြီးတော့ရိုးရပုံစံအတိုင်းဆော့နိုင်ရင်ထုံးမင်းအောင်လုံးဝနိုင်ပါတယ် ပွဲအရန်မကြက်ပါဘူးအဓိကလိုတာကစိတ်ငြိမ်ဖို့နဲ့ပြတ်သားဖို့ပဲလိုပါတယ်နှစ်ပွဲလုံးပေါက်ကြေးမပေါက်သေးပါဘူးပေါက်တာနဲ့ကျွန်တော် Telegram မှာတင်ပေးထားပါမယ်ဟုတ်ကဲ့ကျွန်တော်နေရောတာပါ Channel MS 5ပါထုံးမင်းအောင်ရောစူပါရေချမ်းရောကံကောင်းကြပါသေးတတဆိုရှယ်မီဒီယာပလက်ဖောင်းတွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN1H ကိုသုံးပါ